တင်ဆက်ပေးမှာကတော့ဘဝအမောရိပြည်စီမဲ့ဇလန်းပုံစံဆရာဆရာကြီးရုပ်ရှင်ဇာတ်ကားကြီးရက်ကာပတ်ချူအခမ်းအနားကျင်းပရဲဆိုတဲ့တဲ့ရင်လေးပါအောင်တတိရုပ်ရှင်ထုတ်လို့ရကဘဝအမောရိပြည်စီမဲ့ဆရာဆရာဇလန်းဘဝမော်ရီပြည်စီမဲ့ဇလန်းပုံစံဆရာဆရာကြီးရုပ်ရှင်ဇာတ်ကားရဲ့ red carpet show ခန်းနာကိုမေလ6ရက်နေ့ညနေပိုင်းကရန်ကုန်မြို့သမရအဆင်မြေရုပ်ရှင်မှာကျင်းပခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကိုညီကိုဖြစ်တဲ့ထူအောင်နဲ့အတူတွဲရိုက်ခွင့်ရတဲ့ဇာတ်ကားလို့ပြောလို့ရပါတယ်။ကိုအရင်ကတည်းကတွဲရိုက်ချင်ခဲ့တဲ့ dream မှာ ဒီဆက်ကားကရိုက်ကူးချိန်မှာတော်တော်လေးကိုရိုက်ကွင်းပေါ်မှာပျော်စရာကောင်းသလိုအမှတ်တရတွေလည်းဖြစ်ရပါတယ်လို့တရုတ်ဆောင်တိုင်ရွန်ကပြောပါတယ်။အဆိုပါဆက်ကားကိုဇက်လန်တက်ဦးမောင်ဇန်ညွန်တက်ဦးမောင်နဲ့လူညိုချော့ဒါရိုက်တာအကယ်ဒမီကိုဇော်အာယုံကပရိသတ်တွေရဲ့ဘဝအမောပြေစေဖို့ပြုံးပျော်စရာဝလုံးခွဲရှိရမယ့်ပုံစံနဲ့ဖန်တီးထားတယ်လို့သိရပါတယ်။ဒီဆက်ကားမှာမာကြီးနဲ့ကိုခင်လိုင်းရဲ့ထူးခြားတဲ့တွဲဖက်မှုဆိုရင်တော့ကိုခင်လိုင်းကမာကြီးရဲ့သားပေါ့နော်။မာကြီးအနေနဲ့မိတ်ကပ်တွေကလည်းအရင်ကားရင်နဲ့မတူဘဲတမှုထူးခြားတယ်လို့ပြောလို့ရပါတယ်။ ဆရာဆရာကြီးဆိုတဲ့အတိုင်းကိုထက်ဆရာကြနေသူတွေရှိနေတယ်ဆိုတဲ့အကြောင်းအရာလေးတွေပါပါတယ်။သူ့ဆောင်တွေဖြစ်တဲ့ Tyron 2 Academy ကျော်ရဲ့ Academy ရဲ့အောင် Kinline Academy ဆိုမြန်သူစား Academy Chu လေး North for Eta Academy Modi ရဲမော Super Lin တက်လက်ကျဲလီဝိုင်းဝိုင်းလေးချစ်လူလူတိုးအောင် စားတဲ့သူတွေပါဝင်ထားကြပါတယ်။ဇဝင်တီတချင်းကိုတော့တရေးဆိုးကြီးကရေးသားပြီးတိဆူဒီယန်နဲ့ဖြိုးတရားတို့ကတိဆူပေးပါရယ်ဆရာဆရာကြီးရုပ်ရှင်စကားကြီးကိုလာမယ်မေလာ9ရက်နေ့ကစတင်ပြီး တပြီလုံးမှာယုံတင်ပြသမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးအတွက်အများဝေးပြလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဒါရိုက်တာစေယုံမမောင်ကာမတော်တဆမ်းမှုဖြစ်ပြီးတော့ပေါင်းလေရိုးကျိုးသွားတဲ့အတွက်နေပြီးတော့ grand တထောင်စေယုံမှာစေယုံတင်ပြီးတော့စိတ်ကူးသားမှုခံယူနေရဲဆိုတဲ့တရင်လေးပါဒါရိုက်တာစေယုံမမောင်ကာမတော်တဆဖြစ်ပြီးတော့ပေါင်းလေရိုးကျိုးသွားတဲ့အတွက်နေပြီးတော့ grand တထောင်စေယုံတင်ပြီးကူးသားမှုခံရရတယ်လို့သိရပါတယ်ကျွန်တော်ဖေကျမ်းမရဲ့အချိန်ကဒီနေ့နေပြီးတော့ရောက်ရှိပြီး ကရင်မော်မာလဲနေတဲ့အဖေကိုမြင်တွေ့ရပြီးရမ်းစင်မကောင်းဖြစ်ရပါတယ်။ဒါပေမဲ့အဖေကဒဟန်ကြီးကြီးမမဖြစ်မသွားတဲ့အတွက်စိတ်သက်သာရပါတယ်။အဖေကို CT scan ဆက်ပြီးချိန်မှာအသက်အန္တရာယ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းတွေကစိုးရိမ်စရာမရှိပဲဘယ်ဘက်ပေါင်တွေယိုကျိုးသွားတဲ့အတွက်နေပြီးတော့ကရင်တထောင်ဆေးရုံမှာ operation ပြုလုပ်ပြီးတော့ဆက်လက်ကုသဖို့စီစဉ်လျက်ရှိပါတယ်လို့ဒါရိုက်တာဆေးရုံမမောင်ရဲ့တားဖြစ်သူမင်းသက်မမောင်ကပြောပါရတယ်။ဆေးရုံမမောင်နဲ့ရှင်မောင်သူတစ်ဖက်ကတိုက်တဲ့ရှင်မောင်သူအားလုံးအသက်အန္တရာယ်ကင်းတဲ့အတွက်အလွန်ကံကောင်းတယ်လို့သူကဆိုပါရတယ်။ ရင်တိုင်းမှုကမေလ9ရက်နေ့ညနေ9:00နာရီအချိန်ကနေပြီးတော့မှဘယ်ဘက်ရင်ကြောကနေမောင်းနှင်လာတဲ့ရင်ကအရှိကကားကိုကြော်တက်ရင်ညာဘက်ကမောင်းနှင်လာတဲ့ဇင်းအောင်မောင်းစီးနှင်လာတဲ့ရင်ကိုပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခံခဲ့ရတယ်လို့သိရပါတယ်အခုဆက်လက်တင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမှာကျင်းပမယ့်82ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုစားပြုအလှမယ့်ခိစာခင်ဝင်ရောက်ရှင်ပြိုင်မှုမြန်မာနိုင်ငံကနေစတင်ထွက်ခွာရတဲ့သတင်းလေးပါအိန္ဒိယနိုင်ငံ Telangana မှာကျင်းပမယ့ ခုနှစ်ဆက်နှစ်ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်မှု Miss World မြန်မာအလှမဲ့ခေစာခင်ဒီနေ့မေလ6ရက်နေ့နေ့ပိုင်းမှာရန်ကုန် International Airport ကနေပြီးတော့စတင်ထွက်ခွာခဲ့ပါတယ်။ကျွန်တော်ဘက်ကအများကြီး support တွေပေးပြီးသွားပါပြီ။အဝတ်စားပိုင်းတွေရောသူ့ရဲ့ power တွေ energy တွေရောအထောက်အထားရတော့မှာပါ။ဘလို့နေထိုင်ရမယ်ဆိုတာသင်ပေးထားတယ်။ Miss World ကကျွန်တော်တို့လိုက်သွားလို့လည်းမရဘူး။ National Director Fine နဲ့မတိုင်ခင်ကအကုန်လုံးကိုပိတ်ထားတယ်။ ။ final မှာတော့တောင်းရအားပေးမှာပါ။ခေဆာရဲ့ project အောင်မြင်ရင်တော့ကိုယ်နိုင်ငံအတွက်အထောက်အကူဖြစ်လာမှာမို့အများကြီးစူးစမ်းဖို့ကျွန်တော်အနေနဲ့မှာချင်တယ်။အကောင်းဆုံးရလဒ်ကူပိုင်ဆိုင်လာနိုင်ပါစေလို့ဆုတောင်းပါတယ်လို့ National Director ထိုးရန်လွင်ကပြောပါတယ်။သူမကတော့ Radiant Event Production Season မှုနဲ့အချိန်နှလားအတွင်းမှာအကောင်းဆုံးပြင်ဆင်ပြီးတော့ Creative နဲ့တွဲဖက်ပြီး Talent တက်ခုအပြင်မြမရွာသမိုင်းကြောင်းတွေကိုခြားပြရှင်ပြိုင်သွားမယ်လို့သိရပါတယ်။ National Director Thu Anlin ကတော့လာမယ့် Miss World 2025 Final ကိုတော့သွားရောက်အပ်ပေးမယ်လို့သိရပါတယ်။မတ်တဲတဲနဲ့ဆရာတို့နဲ့တွေ့ချိန်မှာကိုကကလေးတယောက်လိုဖြစ်ပြီးဝမ်းနဲ့သွားတယ်။ပျော်လဲပျော်ပါတယ်။ဒီနေ့ Miss World မှာခေစာကအသက်ငယ်ဆုံးဆိုတော့လေအရန်တာဝန်ကြီးပေးမယ်မြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားသွားပါမယ်။မြန်မာရဲ့တမိုင်းကြောင်ရင်ချင်းဦးအလုံးကိုခေစာနဲ့အတူချပြသွားမှာပါလို့ Miss World မြန်မာ2025အလှမယ့်ခေစာခင်ကပြောပါတယ်။ခေစာခင်ကတော့2023ခုနှစ်နိုဝင်ဘာလကမလေးရှားနိုင်ငံမှာကျင်းပတဲ့ Miss Tourism International 2023ပြိုင်ပွဲကြီးမှာလည်းနိုင်ငံပေါင်း90ကျော်ကအလှမင်းနဲ့အတူမြန်မာနိုင်ငံကိုစားပြုဝင်ရောက်ရှင်းပြိုင်ခဲ့သလို2023ခုနှစ်ကကျင်းပခဲ့ Miss Earth မြန်မာ2023ပြိုင်ပွဲကြီးမှာ Miss Atlant မြန်မာ2023ဝင်လာတဲ့ The Best of Speak Out Awards ကိုရရှိထားသူဖြစ်ပါတယ်။ပြည်သက်ကြီးတို့ညှော်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့ဒုတိယအိမ်အောင်နဲ့တမင်းငယ်လေးစာရာကိုထပ်မံမွေးဖွားလိုက်တာမို့ သူမတို့မိသားစု၄ယောက်ဖြစ်သွားပြီလို့အသိပေးလာတဲ့အစိုးရအေဒင်ချိုစီပါဆိုတော့အေဒင်ချိုစီကတမီလီအိုင်ဗင်နဲ့အတူအော်စတြေးလျကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်သူမကိုရှိုးဝါးရဲမှာတရားတဲ့ခါပရိသတ်တွေကအယံဝနေတယ်လို့ပြောတာမျိုးရှိခဲ့ပေမဲ့သူမမှာကိုဝင်ရှိနေလဲဆိုတာမျိုးမပြောခဲ့ပါဘူးပြီးခဲ့တဲ့ရက်ပိုင်းမှာတော့သူမရဲ့တမီးငယ်လေးစာရာကိုမွေးဖွားပြီးဖြစ်ကြောင်းအသိမိတ်ဆွေကိုအသိပေးခဲ့ပါတယ်အေဒင်ချိုစီကကလေးထက်မှုရဲ့ပေါ်မှာခင်မုန်းမရှိပဲမွေးရဲဆိုတဲ့အပြောလေးထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ။သူမကသူမရဲ့နောက်ထပ်အိမ်ဆောင်နဲ့စာရာလေးကိုမွေးခဲ့တာဖြစ်ကြောင်းသူမတို့မိသားစုဝင်လေးဦးဖြစ်သွားပါပြီလို့အသိပေးလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခင်မွန်ဘက်သူဘဝဆိုတာကိုတော့ထုတ်ပြတာမျိုးမရှိသေးပါဘူး။ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ခင်မွန်ကနေဝင်းနဲ့ဇပ်ပို့ရဲ့အကယ်ဒမီရနိုင်တယ်လို့နာမည်ကြီးနေပေမဲ့ရုံမလူမဝင်လို့တပတ်နဲ့ယုံစင်းပေးလိုက်ရတဲ့ပြောတဲ့ရုပ်ရှင်စကားကြီးပါ။ ရုံဝင်တဲ့လူရည်ပေါ်မှုတီးပြောဝင်ဝင်ဆန်ကျင်တွက်တာဖြစ်တဲ့အတွက်တနက်လာနေ့မှာဝင်ဝင်ကောင်းခဲ့ပေမယ့်အဲ့ဒီနေ့ဝင်ဝင်ကအစံချိန်ထဲမှာအထင်တွက်တာကြောင့်တယောက်စာခင်းဝဝနေဝင်တို့ပါဝင်တဲ့ပြောတဲ့စကားကြီးကတော့ပြသခွင့်တပတ်နဲ့ပဲယုံစင်းသွားခဲ့ရပါပြီ။လက်ရှိမြန်မာရုပ်ရှင်စကားတွေရဲ့ရုံတင်စနစ်မှာဝင်ဝင်ဆန်ချိန်နေပြီးရုံမှာလူမဝင်တဲ့စကားတွေကဒုတိယပတ်ဆက်လက်ပြသခွင့်မရရှိပဲရှိနေကြတာပါ။ရုပ်ရှင်တွေဘက်ကလည်းလူမဝင်တဲ့အခက်ခဲပေါ်ဖြစ်ရှင်းနိုင်မှုကြိမဲ့သူဥယျာဉ်9000လောက်ရှိုံနဲ့ ရုံဖွင့်ပြသပေးနေကြတာပါပရိသတ်တချို့ဆိုရင်ရုပ်ရှင်ကြည့်ခွင့်ရဖို့လူဦးရေ9ရက်ဝန်းကျင်မပြည့်လို့ကြည့်ခွင့်မရပဲပြန်သွားရတဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့သိရပါတယ်ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့အနန်းတော်ကြီးတမားခန်းလိုက်ကြီးကျက်လာတဲ့ဇက်ဗယ်လာကိုတမီးလေးတွေအတွက်ဆောက်လုပ်ပေးနေတဲ့တယောက်ဆောင်နန္နာလိုင်တို့ဇနီးမောင်နှံပါတယောက်ဆောင်နန္နာလိုင်နဲ့အခင်မုန်းဖြစ်သူစီတရားတို့ကသူတို့ပိုင်ဆိုင်တဲ့မင်္ဂလာတောင်ကအမြေကွက်ကြီးကျဲကြီးပေါ်မှာ ဇက်ဖယ်လာအမည်ရတဲ့အဆောက်အဦခြံဝင်းတစ်ခုကိုအကောင့်ထဲပေါ်နေပြီလို့သိရပါဗျ။တမီးလေးတွေပြည်ပမှာကြောင်းသွားမတက်ခင်နေလို့ရအောင်အမြန်ဆောက်လို့ပေးသွားမယ်လို့ဖခင်ဖြစ်သူစီတီဟာကဆိုပြီးဒီအမည်ကွက်ပေါ်မှာနန်းတော်ကြီးတမျှအကြီးကျယ်ခမ်းနားတဲ့အိမ်တွေပန်းခြံတွေတက်ခွာခြံတွေစိုက်ခင်းတွေအပန်းပြေနိုင်ဦးစရာနေရာတွေအမျိုးစုံထည့်သွင်းဆောက်လုပ်သွားမယ်လို့သိရပါဗျ။လက်ရှိမှာနန္နာလိုင်းတို့ဇနီးမောင်နှံနဲ့တမီးလေးတွေကမိဘတွေပိုင်ဆိုင်တဲ့အိမ်မှာပဲစုပေါင်းနေတိုင်းကြတာဖြစ်ပါတယ်။ပြည်သက်ကြီးတို့အမြောက်ဝေပေးလိုက်ပါတယ်နော်။ အခုပြန်ဆက်ပြီးမှာကတော့မနေ့ကအသက်59နှစ်ပြည့်မြောက်သွားတဲ့ပရိသတ်တွေအချစ်တော်အစိုးရနဲ့မင်းသမီးဂျီထရင်ဒါဘူးရဲ့မွေးနေ့မင်္ဂလာအဖြစ်ပရိသတ်တွေကဂုဏ်ပြုမှတ်တမ်းတင်လျက်ရှိပါတယ်။မွေးနေ့မှာမခိုင်ကြီးကိုအားပေးသိရင်ဆုတောင်းပေးခဲ့ပါအောင်နော်ဆိုပြီးထရင်ဒါဘူးကသူမရဲ့မွေးနေ့အထိမ်းအတွက်ပရိသတ်တွေထံကနေဆုတောင်းတွေကိုတောင်းခံခဲ့ပါတယ်။သူမရဲ့မွေးနေ့ကတော့အနုပညာလောကမှာနှစ်ပေါင်းများစွာအောင်မြင်စွာနဲ့အချက်တီလာခဲ့တဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုတဲ့အချိန်ကာလလေးဖြစ်ပါတယ်။ Twin Drabo ကမြန်မာဂီတနဲ့ရုပ်ရှင်လောကမှာထင်ရှားတဲ့အစရောနဲ့မင်းသမီးတူဦးဖြစ်ပြီး သူမရဲ့လှပါတဲ့အစရောဘွားနဲ့စကောင်းတွေကိုတယောက်ဆောင်နိုင်မှုတွေကြောင့်ပြိသက်တွေရဲ့ချစ်ခင်လေးစားမှုကိုရရှိထားဖြစ်ပါတယ်။ပြိသက်တွေရဲ့အချင်းနဲ့အားပေးမှုတွေကြောင့်ဒီရွယ်ထီးနှပညာကိုဆက်လက်လုပ်ကိုင်နိုင်တာပါ။ကျေးဇူးတင်ပါတယ်လို့သူမကသူမရဲ့မွေးနေ့မှာပြိသက်တွေကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ဒီနေ့မှာတော့အသက်56နှစ်ပြည့်သွားတဲ့ပြိသက်အချစ်တော်အနုပညာလောကရဲ့တမန်ဝင်ဆိုတော်မင်းသမီးကြီး Twin Drago ကိုလွေးထွေးဆုံးမွေးနေ့ဆုမွန်ကောင်းလေးတွေဖြန့်ဝေပေးကြရအောင်ပါနော်။ မခိုင်းဘူးအခုထိအားပိနေတော့မှဆူတောင်းနေတယ်တခုမှမင်းမသွားနဲ့နော်ဆိုပြီးတော့သူမကလေးဒါထားပါတယ်အခုမွေးနေ့အခါတမယမှာပရိသတ်တွေကသူမရဲ့ကျမ်းမာရေးနဲ့အမှုပညာခီလန်ကိုဆက်လက်အောင်မြင်ဖို့အတွက်ဆက်လက်ပြီးတော့ဆူတောင်းပေးနေလျက်ရှိပါတယ်ပရိသတ်ကြီးအခုတော့လူပညာကလေးတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။